အားလုံးပဲမင်္ဂလာပါ။ကျမ်းမာရေးပညာပေးပူဇော channel မှာကြိုဆိုပါရစေ။ကျွန်တော်ဟမ်ဆိုင်စင်းမမကျွန်တော်ဒီနေ့ဝေမျှပေးမယ့်အကြောင်းအရာကတော့အမျိုးသားကျန်းမာရေးဖြစ်ပါတယ်။ကျွန်တော်တို့အမျိုးသားအင်္ဂါကိုထောင်ပတ်နိုင်စံမြင့်တင်ပေးနိုင်တဲ့အစားအစာ၁၀မျိုးအကြောင်းဖော်ပြပေးမှာဖြစ်ပါတယ်။နံပါတ်၁ဖျဲသီးဖျဲသီးမှာဆိုရင် citrulline ပါဝင်တယ်။ဒီ citrulline ဟာဆိုရင်ခန္ဓာကိုယ်တွင်းက nitric oxide ထွက်လို့မှုကိုမြင့်တင်ပေးတယ်။ nitric oxide ဟာဆိုရင်သွေးကြောတွေကိုပြေလျှော့စေပြီးတော့သွေးစီးဆင်းမှုကောင်းကောင်းနေတဲ့ယောက်ျားလင်အင်္ဂါစီကို တွေးလိုက်ပတ်မှုကောင်းကျင်ပြီးတော့ကျွန်တော်တို့ဟာဆိုရင်ကြာရှည်စွာတောင်းပန်နိုင်မှာဖြစ်ပါတယ်နံပါတ်1ချောကလက်ညိုချောကလက်ညိုမှာဖလီဘိုနိုက်တွေပါဝင်တယ်ဒီဖလီဘိုနိုက်တွေဟာဆိုရင်တွေးကြောတွေကိုကျယ်စေတယ်နှလုံးတွေးလိုက်ပတ်မှုကိုအားကောင်းစေတယ်ယောက်ျားအင်္ဂါစီလင်းယောက်ျားအင်္ဂါစီတွေးစည်းစင်းမှုကိုလည်းမြင့်တင်ပေးတယ်နံပါတ်3ဟင်းနွေရက်ဟင်းနွေရက်မှာမဂနီဆီယမ်ဖောလိန်နဲ့တန်တက်တွေကျဲဖို့ကျော်ဝါးစာပါဝင်ပြီးတော့တွေးရကောင်းစေတယ်ဒါဟာဆိုရင်ဟော်မုန်းညီညွတ်မှုကိုထောက်ပံ့ပေးတယ် ဟော်မုန်းညီညာမှုကလည်းကျွန်တော်တို့မျိုးသားအင်းကကြာရှည်သာထောင်ပန်းနိုင်မှုကိုများစွာလွှမ်းမိုးမှုရှိပါတယ်။နံပါတ်၄ strawberry blueberry အဲဒီ strawberry blueberry မှာဆိုရင် antioxidant တွေပါဝင်တယ်။ဒီ antioxidant တွေဟာဆိုရင်တေကြောတွေကိုကျန်းမာစေပြီးတော့မျိုးသားအင်္ဂါစီကိုသွေးလည်ပတ်မှုကိုကောင်းစေတယ်၊မြန်ဆန်စေတယ်။နံပါတ်၅ကျက်သွုံပြူကျက်သွုံပြူမှာအလီဆင်းဆိုတဲ့ဓာတ်ပါဝင်တယ်။ဒီဓာတ်ဟာဆိုရင်သွေးတို့ကျစေတယ်၊သွေးလည်ပတ်မှုကိုအားကောင်းစေတယ်။ အမျိုးသားအင်္ဂါစီကိုသွေးစည်းစိမ်မှုကိုလည်းအားကောင်းစေပြီးတော့ကြာရှည်စွာထောင်ပန်းနိုင်မှုကိုအထောက်အကူပြုပါတယ်။နံပါတ်6ငါးကြီးစီဒီငါးကြီးစီမှာဆိုရင် omega 3 fatty acid တွေပါဝင်တဲ့ဒီဓာတ်တွေဟာဆိုကျွန်တော်သွေးကြောထဲမှာရှိနေတဲ့အနယ်ကျနေတဲ့အဆီတွေကိုကျသေးတယ်။သွေးကြောနေရန်အဆီတွေကိုကျသေးပြီးတော့နှလုံးကျန်းမာရေးကိုမြှင့်တင်ပေးရဲ့အာဒီနေ့အဖြစ်ကျွန်တော်တို့မျိုးသားအင်္ဂါထောင်ပန်းမှုကိုလည်းတနည်းအားဖြင့်အားပေးပါတယ်။နံပါတ်9တက်ကြသည်တက်ကြသည်မှာအာဂျင်တီးနဲ့ အာဂျင်နီးနဲ့ဇင်တက်တွေပါဝင်တယ်ဒီအာဂျင်နီးနဲ့ဇင်တက်တွေဟာဆိုရင်လင်နန်သွေးလည်ပတ်မှုကိုထောက်ပံ့ပေးပါတယ်နံပါတ်၈ငရုတ်ပွားသည်ဒီငရုတ်ပွားသည်မှာဆိုရင်ဗီတာမင်စီကြောအားသာပါဝင်တယ်ဒါဆိုရင်သွေးကြောနေရန်တွေကိုတန်ပါသေးပါတယ်နံပါတ်၉ကြက်ဥကြက်ဥမှာပရိုတီးနဲ့ဇင်တက်တွေပါဝင်တယ်ဒီဟာတွေသာဆိုရင်ကျွန်တော်တို့ဟော်မုန်းပေါ့နော်မျိုးသားတယောက်အတွက်လိုအပ်တဲ့ဟော်မုန်းညီမျှမှုကိုအထောက်ပံ့ပေးတယ်ဟော်မုန်းထုတ်လွှတ်မှုကိုအားပေးတယ်ဒါကြောင့်မလို့ကြက်ဥကလည်းမျိုးသားတွေစားသုံးတဲ့အစားအသာပဲဖြစ်ပါတယ် နံပါတ်30ပန်းပြီးဗီနီဂါအပါအပယ်စီဒါဗီနီဂါလို့ခေါ်ပါတယ်ဒီဟာဆိုရင်အဲသွေးသွေးရင်းစားတဲ့ကိုထိန်းပေးပြီးတော့သွေးလည်ပတ်မှုအားကောင်းစေတယ်ကျွန်တော်တို့ကဒီအရေအနံ့ကြီးကိုမကြိုက်ဘူးဆိုရင်လည်းသင့်တော်တဲ့ဆေးလုံးလေးတွေဆေးကြဲလေးတွေထွက်ပါတယ်ဆပ်လီမန့်နေနဲ့မီဝဲလို့ရပါတယ်ဒီအစားအစာတွေပြင်နောက်ထပ်အရေးကြီးတဲ့ချက်တွေကတော့ရေမြမတောက်ပါရေဓာတ်ပြေဝမှုကသွေးလည်ပတ်မှုအတွက်အရေးပါပါတယ်နောက်ကအစီနဲ့ကြကြားကိုလျှော့စားပါ ီအစိနဲ့စကြားတွေအရဆိုရင်သူ့လက်ပတ်မှုကိုနှင်းစေတယ်ဒီလိုစားစာတွေကိုရှောင်ကျင်ပြီးတော့စားသုံးရမှာဖြစ်ပါတယ်နောက်တစ်ချက်အရေးကြီးတာလေ့ကျင့်ခန်းလုပ်ပါအာလေ့ကျင့်ခန်းဆိုတာမှမိမိနဲ့တင်းတော်တဲ့လမ်းလျှောက်တာဖြစ်ဖြစ်ပြေးတာဖြစ်ဖြစ်ကာယလေ့ကျင့်ခန်းတစ်ခုခုကိုလုပ်ပါဒါဟာသွေးစည်းစိမ်းမှုကိုမြင့်တင်ပေးပါတယ်ဒီအစားစာတွေကိုလည်းမှန်မှန်စားသုံးမယ်ဆိုရင်ကျွန်တော်တို့မျိုးသားအင်းကဆိုင်ရဆွမ်းဆောင်မှုတွေမြင့်တက်စေမယ်ဒါအပြင်ခန္ဓာကိုယ်တစ်ခုလုံးမှကျန်းမာစေပါတယ်အာဒီလိုမှ ဒီစားစားတွေစားတယ်ခုနကရေမြမ်းတောက်တယ်အချင်းနဲ့တခြားတွေလျှော့စားတယ်လေချင်းငန်နဲ့လုံနေပါလေရဲ့နဲ့တခြားပြဿနာတွေရှိနေသေးရင်တော့ဤဆက်ရဆရာဝန်နဲ့တိကျန်းနားလိုက်တဲ့ဆရာဝန်နဲ့တိုင်ပင်ဖို့ကြံပြုပါရစေအားလုံးကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှလည်းကျွန်တော်ရွေးချယ်ထားတဲ့အဆောင်မနဲ့အတူပြန်လာပါမယ်ခင်ဗျာ